လူတယောက်ကိုမုံပြီဆိုလို့ရှိရင်ဘယ်လိုတွေးပြီးမုံတာတော့ဒီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့ဘူးတယ်အခုလည်းလှုပ်နေတုံးပဲနောက်လည်းလှုပ်အောင်မှာပဲဟောတုံ့ဘူးเนาะဒီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတုံးပဲနောက်လည်းလှုပ်အောင်မှာပဲဒီအတွေ့တမျိုးမျိုးဟာဒေါသကိုဖြစ်ပွားစေတယ် နောက်တစ်ခုကဒီလူဟာငါနဲ့ခင်မင်းရင်းနှီးတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့ဘူးတဲ့အခုလည်းလှုပ်နေတော့မယ်နောင်လည်းလှုပ်အောင်မှာပဲသုံးခုဒီအတွေးတွေဟာဒေါသကိုဖြစ်ပွားစေတတ်တဲ့အတွေးတွေ။အော်နောက်တစ်ခုကဘာတော့ဆိုရင်ဒီလူဟာငါနဲ့မတည့်တဲ့ငါရန်သူရဲ့အကျိုးတွေကို အရင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတော့ပဲနောင်လည်းလှုပ်အောင်ပါပဲဆိုတဲ့အတွေ့ပေါင်းလိုက်တဲ့အခါကျတော့ကိုးကိုရှိတယ်နောက်တစ်ခုထပ်ထည့်လိုက်ပဲအဋ္ဌာဏကောပဆိုတာရှိသေးတယ်ဘယ်လိုစိတ်မဆိုးရမယ့်နေရာလဲစိတ်ဆိုးတယ်ဘယ်လိုနေရာတုံးဆိုရင်လမ်းသွားရင်ခလုတ်တိုက်ခြေတော့နာသွားတဲ့အခါကျတော့အဲ့ဒီခလုတ်ကြီးတိုက်ရကောင်းလားဆိုပြီးခလုတ်ကိုအဲ့ဒါဒုံးနဲ့ရိုက်တယ်နော် နေပူလို့ဆိုပြီးတော့စိတ်ဆိုးပြီးတော့နေကိုချိန်သေးတယ်ဒီလိုကလည်းရှိသေးတယ်နော်ဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဘူးတယ်တခါကြီးတယောက်မန္တဆင်တယ်မန္တဆင်တော့လေရတိုက်ဒေတိုက်လိုက်မန္တဆင်လေးကမချီရခင်ပြုတ်ထွက်သွားလိုက်ကြာတော့စိတ်ဆိုးတော့အနာနာရှိတဲ့ဓမ္မနဲ့လေကိုထရန် အထာနာကောပလို့ခေါ်တယ်လေနဲ့လည်းရဖြစ်တာပဲလူကတခါကြီးတယောက်ကတော့မြေเจ้าမှာနေတာကိုပညာကိုဆန်တက်တဲ့အခါကျတော့လေတိုက်လို့ရှင်ရွက်ကလေးထောင်ဆန်တက်သက်တာတယ်အသာလေးပက်တဲ့လေနဲ့နောက်ကနေပြီးတော့ချိတ်ပြီးအသာလေးလိုက်သွားလူကသက်တာအဲ့လိုမဟုတ်ဘူးမြေရည်စည်းကလည်းတန်တယ်လေကလည်းမတိုက်ဘူးဆိုတဲ့အခါကျတော့ဘာလို့ရတော့ကုန်းပေါ်တက် ကျိုးနဲ့လှေဥကိုချီပြီးတော့လှေကြီးကိုဆွဲသွားလော်တက်လို့မရဘူးကျိုးနဲ့ဆွဲပြီးတော့ကဘာတစ်ောင်လုံးကုံယုံပြီးတော့အဲ့ဒါသွားအဲ့ဒီလိုနီးနဲ့ဆန်းလာတာယောနာရောက်ပြီဆိုတော့လေကဖြူး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 နဲ့တိုက်လာတိုက်လာတဲ့အခါကျတော့စိတ်တူလာတယ်ပေါ့ငါတလန်းလုံးဒီလေကိုမျောလာတာ မတိုက်ဘူးခုမှတိုက်ရကောင်းလားလို့ဆိုပြီးတော့ရွက်ထောင်ပြီးတော့ရွာကျော်ဆန်တက်သွားတယ်ခုမှတိုက်တာငယ်တိုက်စားဟာဆိုပြီးတော့ရွာကျော်ရွက်တိုက်ဆိုတာအဲ့ဒါပြောတာပဲစိတ်တူပုံนี่ပြောရတယ်လူတွေကအဲ့ဒါလိုပဲအမျိုးမျိုးစိတ်တူတတ်တယ်အဲ့ဒါမျိုးကြတော့အဋ္ဌာဏကောပလို့ခေါ်တယ်အเจ้าမဲ့စိတ်တူတာဒေါသဆိုတာအမျိုးမျိုးပဲเนาะ ဘယ်ဒေါသပဲဖြစ်ဖြစ်ရင်နဲ့နှလုံးနဲ့ဖြစ်လာလို့ရှင် အမုန်းတရားနဲ့တဘာဝကိုပျက်စီးဖြက်စီးထက်တဲ့ဒေါသမျိုးဖြစ်တဲ့အတွက်ကြောင့်အယုတ်ဆိုးကြီးတန့်စေတတ်တာကြီးပဲအကုန်အေးအဲ့ဒီဒေါသတရားတွေကိုမေတ္တာနဲ့ဖယ်ရှားပြစ်နိုင်မှာမေတ္တာမထားနိုင်ဘူးဆိုလို့ရှင်အရာရာကိုအဲ့ဒါသီခံခွင့်လွှတ်ခြင်းမရှိဘူးဆိုလို့ရှင်ဒေါသတရားမိမိတို့တဏ္ဍာမှာဖြစ်လာမှာပဲ